အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်တပ်ဘုံကျဲတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးပြန်ကြားရေးကိုမေးခွန်းထုတ်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ဟုတ်ပြီ။ဉာဏ်ရည်ရည်ရေခိုင်ပစိဖြိုးနေတာပြေပါလား။ဝေမေ။ဒီဉာဏ်ရည်ရည်ဘုံကျဲနေရာရဲ့ဉာဏ်ရည်ရည်ရဲ့နာရီတစ်ခုဖြစ်ဆို ကျွန်တော်ဘုံမိပါတယ်ဆိုတော့ကျွန်တော်ကဒီဟိုကျွန်တော်ကြားတော့တော့ဒါကိုတိကျဆွေးနွေးရမှရှိပါဘူးအဲဒီလိုပြိပတ်မြန်မာနေတဲ့အချိန်မှာဒီဒေသကတော်လေးကိုစံပြတဲ့ဒေသကိုလည်းမြင်စရာရှိလို့တကယ်ဆွေးနွေးကြတာကျွန်တော်ထင်တယ်ဒါပေမဲ့ဒီကြားရေးအနေနဲ့ကျွန်တော်တို့ကိုဒီလိုကြီးနိုင်ပြေပြီးတော့အားလုံးလည်းဆိုတော့ပြိပတ်မြန်မာလုပ်ချင်ပါဘူး စုံချင်းနဲ့ဒီလိုသတင်းစကားလေးတွေဒီလိုရှိဖို့ကြောက်နေတယ်။ဟုတ်ကဲ့ဒီကိစ္စကြောင့်ကျွန်တော်တို့ကဒီလိုကိုယ်နိုင်ငံသားချင်းချင်းတော့ဘုံကျဲပါတာဆိုတာလေဟိုနိုင်ငံသားချင်းကိုပြောလို့ပြောပါမယ်နော်။ဘာလို့ဆိုကြည့်ကျွန်တော်တို့ဒီကျွန်တော်တို့မြင်တွေ့တဲ့အတိုင်းမှာဆိုတာငါကျွန်တော်ကဒီစပိုင်းဆိုတာပေါ်ပေါ်ဒီ market ပါနော်။ ာရရှင်ဆိုပြီးကျွန်တော်ကလုပ်နေတာနောက်တော့ not quite atrocity ဆိုတဲ့ကျွန်တော်နောက်တော့ရှိအဲ့တော့ကျွန်တော်ကဒီဝါရရှင်ကတော့ဒီဟိုဘာ competence ဆိုတာဒီစစ်တိုက်နေတဲ့လူချင်းချင်းကျွန်တော်ကလုပ်တယ်ဆိုတော့ကျွန်တော်ဒိတ်ပြီးဝေရအဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် ါကျွန်တော်တို့ဒီ atrocity ပေါ့နော်ဒါအကောက်ကျစ်တယ်ဆိုတော့အဓိပ္ပာယ်ပြောရအောင်အဲ့တော့ကျွန်တော်တို့မြင်တော့ကတော့အခုဒီကြော်တော်များများပါเนาะအဲ့ဒီတော့ဒီကျွန်တော်တို့ဒီရေတော်များမှုသင်ပြီးလို့ပဲဆိုသုံးရဘူးဟာအဲ့မှာဒီနိုင်ငံတော်ဘက်ကเนาะတော်တော်ကြီးကိုချုပ်ကြည့်ထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရဥပမာဌာနချုပ်တယ်ဆိုရင်ဘုံမကျေဘူးပေါ့နော်အဲ့တော့မမချုပ်ပြီးတာဒါပေမဲ့အဲ့ချုပ်ပြီးမှုကသူ့ရဲ့ချုပ်နိုင်ငံတော်ချုပ်ပြီးမှုကနိုင်ငံတော်က မရှိဘူးလေနော်တက်တယ်ကျွန်တော်တို့ဆုံးဆုံးနဲ့ကျွန်တော်တို့ကစစ်တီအနိုင်ကျွန်တော်တို့ပေးချင်ပစ္စည်းရဲ့ပြင်ကိုကျွန်တော်တို့ကတက်တက်ကြီးကိုပေါ့နော်ဒီစစ်တီရကျွန်တော်တို့ကမဆက်ကားပေါ့နော်ကျွန်တော်တို့ကဆုလိုက်လိုက်ကျွန်တော်တို့တော့မှာတက်ခံတာမျိုးအပါဝင်ပေါ့နော်ဒီလိုအမှုတွေဖြစ်လာတဲ့အခါကျတော့ဒါကိုကျွန်တော်တို့က prevention အနေနဲ့ကတော့ဒီ wild action တစ်ခုကလည်းယူရမှာဖြစ်ပါတယ်အဲ့ဒါကတော့တက်နေတဲ့နာကျွန်တော်တို့ကတော့ဒီနိုင်ငံတော်ကျွန်တော်တို့အမြင်ပေါ့ကျွန်တော်နိုင်ငံတော်တော့မဟုတ်ဘူးအကြမ်းကြီးတာကတော့ဒီတက်မှတ်တွေကိုတော့ ိတ္တဇာကျွန်တော်ရွေးချယ်တဲ့သဘောတော့ကျွန်တော်ပြောနေပြပါမယ်။သို့တော်လည်းပဲအမေရိကန်မှာတော့နော်ဒီလောက်ကျွန်တော်ဒီ electronic ဒီပညာရေးခေတ်ကိုပြောထုတ်တဲ့လူတွေဒီလေကုလားတောင်မှအခါတခါကြောက်လို့ရှိရင်အာဖဂန်နစ္စတန်မှာကျွန်တော်တို့ကအဲ့လားဒီစီးပြမှတ်ဆိုပြီးတော့ကျွန်တော်ကငရလာဆောင်ကိုတွားပြီးတော့ကျင်းပြတယ်ဒါဖြစ်ခဲ့တယ်။အဲကြောင့်မလို့ဒါတွေကလည်းကျွန်တော်တို့အမီနာမဟုတ်ဘူးဘောနော်။တာလီဘီကျင်းတဲ့ကျွန်တော်ကကိုရင်းစားတယ်။ လာမင်းမင်းမကြားတယ်လည်းကျွန်တော်ကအိထာဖြစ်ပါလေ။ဒါကြောင့်မလို့စစ်အရှင်တော်ကိုဝါရရှင်နေတဲ့ကတော့ကျွန်တော်တို့ဘာမှကျွန်တော်ကပြောစရာမရှိပါဘူး။ atrocity ကတော့ကောက်ဖြစ်မှုဆိုတာကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ကတော့ဒီဘက်ကဆိုရင်တွေ့ရပိုင်းပါတော့။ဒီကျွန်တော်ကျူးလွန်နေဆိုတာကကျွန်တော်တွေ့ပါဘူး။အဲ့တော့ဒီပြည်သူတွေနဲ့တာမန်ကတော့အားလုံးကတော့ ဘုံကျဲတဲ့စကားကိုဒါကဒီဝါရရှင်တွေကတော့မမြင်နိုင်ပါဘူး။ဒါဆိုကျွန်တော်လည်းတို့ရမှာဆိုလို့ရှိရင်ထိတွေ့နေရမှာပါ။ဒါကြောင့်မလို့ဒါဝရရှင်တွေကကိုရင်းစားပါလေ။ဒါဆိုကျွန်တော်တို့ရဲ့ဒီ out of hand ပေါ့နော်ကျွန်တော်တို့ဘာမှကျွန်တော်တို့မတတ်နိုင်တဲ့အပိုင်းဖြစ်နေတယ်။နောက်တစ်ခုကဒါကတော့ဒီဝါရရှင်တွေဖြစ်နေတဲ့ကာလကာလမှာကျွန်တော်တို့ဘယ်လိုမှကျွန်တော်တို့ကကိုပက်တယ်လို့ကျွန်တော်တို့ကဒီကျွန်တော်ညံ့ရင်းနေတာကတော့တားဆီးရပါတော့။ကျွန်တော်ကမူဝါဒကိုကျွန်တော်က နှစ်ပတ်ဘူးနော်နှစ်ပတ်ဘူဝါဒကျတော့ရရှိရနိုင်မယ်ကျွန်တော်ဒီလမ်းလေးကိုပဲသူရင်းတွေကဖြစ်ပါမယ်လို့ကျွန်တော်ကဆရာတော်နော်အကြံပေးနေကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါတယ်ဒီကန္နာမှာပေါ်လာဆွဲနေတဲ့956စစ်သားနဲ့ပစအဖွဲ့ကိုစူဆောင်းရေးဘူကြီးနဲ့အဖွဲ့ကလူမပြန်ဖန်းကဝိုင်းရိုက်ပဲခူးတိုင်းအနောက်ချမ်းပြည်မြို့မှာစစ်မှုထမ်းပေါ်လာဆွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီးစစ်သားချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေစီကသိရပါဗါး အော်တိုဘာလ15ရက်နေ့ည7:00နာရီခန့်ကပြည်မြို့အခြေဆိုင်အမှတ်956အလုံယုံတခွဲလျက်ဆက်ကစစ်သားနဲ့ပြည်သူစစ်စုစုပေါင်း4ဦးဟာကန္နာလမ်းမှာထိုင်နေတဲ့လူငယ်3ဦးကိုစစ်မှုထမ်းတပ်သားတစ်ပေါ်ရာဆွဲဖို့ခြုံနောက်ဖမ်းဆီးနေချိန်ရုံရင်ဆန်ခတ်ဖြစ်ပွားပြီးစူညံမှုဖြစ်ပွားခဲ့ပါတယ်။ အရန်မိသက်တယောက်နဲ့အပြင်နှစ်ယောက်ပေါ်ကောင်လေးတယောက်ကထွေအုပ်နဲ့အတိအဲ့ဒါကိုပစနဲ့956ကတယောက်ကဖမ်းလာမှာကောင်လေးတွေကမိသက်ပါထွေအုပ်တိပါဆိုပြီးဖုံးဆက်ကြတော့စူးစူးညံ့ညံ့တွေဖြစ်နေတာပေါ့အဲ့ဒါကိုအနားမှာရှိတဲ့စူဆောင်ရေးတပ်ကစစ်ဗိုလ်ရဲ့စစ်သားတွေနဲ့အမျိုးသမီးတယောက်ထွက်လာပြီးသူတို့အထဲကိုခေါ်ဒူးထောက်ထိုင်ခိုင်းထားပြီးပစနဲ့956တက်ကသူတွေကအတိကရိုက်တာလို့မြို့ခံတအူးကဒုတ်ပြီကိုပြောပါတယ် ခဏအကြာမှာတော့မိသက်တာဝန်ရှိသူအုပ်ချုပ်ရေးနဲ့ဗိုလ်မှူးတွေကားတွေနဲ့ရောက်ရှိလာကစကားများမှုတွေဖြစ်ပွားခဲ့တယ်လို့ဆက်ပြောပါရယ်အရဲဝတ်နဲ့လူသွားဆွဲတာစူးစောင်းရေးကလူမာပြီးဖမ်းတာဟိုတဲရောက်တော့ငါတို့ကစစ်သားတွေဆိုတော့အရဲဝတ်နဲ့ဆိုတော့မယုံဘူးထင်ပါတယ်ထိုးတာကြိတ်တာပေါ့ကိုကတုံးဆိုတဲ့တပ်သားကိုထိုးကြိတ်ထားတာလူဖြစ်စဉ်ကိုသိရှိထားတဲ့မြို့ခံတရင်ရင်းမြစ်ကတို့ပြည်ကိုပြောပါရယ် ပြည်မျိုးမှာစစ်တပ်ပြည်သူစစ်နဲ့ပြူစောတိပူးပေါင်းဖွဲ့တွေဟာအရက်ဝတ်တွေနဲ့လှဲ့လေကနေညအချိန်မရွေးနေရမရွေးမှာစစ်မှုထမ်းတပ်သားတရရှိရေးအတွက်ပေါ်တာဆွဲတာတွေကိုပြုလုပ်နေကြပြီးအချင်းချင်းမာယွန်းဖမ်းမိတာသူတို့မိသားစုအမျိုးတွေကိုမတိပဲဖမ်းဆီးမိတာတွေလည်းဖြစ်ပွားနေလို့လိုက်လံဖြေရှင်းထုတ်ယူနေရတာတွေဖြစ်ပွားနေပါတယ်